ူတို့လေရင်ပေါ်ကနေစင်ကွင်းရသွားပါပြီအဲ့ဒီလူတွေကိုသူတို့ငှားရမ်းလာတဲ့လေရင်ပေါ်မှာနိုင်ရီ၁၂နိုင်လောက်ထိမ့်သိမ်းခဲ့ပါတယ်ဂျာတာပရီနီကတောင်အာဖရိကနိုင်ငံဂျိုဟန်နက်စ်ဘတ်စ်မြို့ကိုရောက်ရှိလာတဲ့ပါလက်စတိုင်းလူမျိုးဒါဇင်ပေါင်းများစွာကိုနောက်ဆုံးမှာတော့လူသားချင်းစာနာထောက်ထားမှုအကြောင်းပြချက်တွေနဲ့ရက်90ဗီဇာတွေပေးခဲ့ပါတယ်ကျွန်တော်တို့ဂါဇာကနေတောင်အာဖရိကကိုရောက်လာခဲ့တာပါ ဒီနေရာကငင်းချင်းရင်းနေမြေဥပဒေစိုးမိုးတဲ့နေမြေတရားမျှတမှုရှိတဲ့နေမြေလို့ယုံကြည်တာကြောင့်ဒီမှာဘေးကင်းလုံခြုံတဲ့နေရာတစ်နေရာကိုရှာတွေ့နိုင်မယ်လို့ထင်ခဲ့လို့ပထမဆုံးလာခဲ့တဲ့နေရာပါပဲလို့ပြောခဲ့တာပါသူတို့ဟာဂါဇာကမ်းမြောင်ကစုရဲ့နေရာကနေ ကီရန်ရှလုံနေဆက်ဖြတ်ကျော်စခန်းကိုသွားခဲ့ကြပြီးတော့အစ္စရေးနိုင်ငံရာမွန်အဲပေါ့တ်ကနေကင်ညာနိုင်ငံနိုင်ရိုဘီမြို့ကနေတဆင့်လေယာဉ်နဲ့လာခဲ့ကြတာဖြစ်ပါတယ်။တောင်အာဖရိကထောက်လှမ်းရေးဌာနတွေကသူတို့မှားယွင်းလာတဲ့လေယာဉ်ရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေလဲဆိုတာကိုစုံစမ်းစစ်ဆေးနေပါတယ်။တောင်အာဖရိကသမ္မတဆီရယ်ရမာဖိုဆာက သူတို့ရဲ့ခက်ခဲကြုံတွေ့ခဲ့ရမှုတွေကိုအတိအမှတ်ပြုခဲ့ပါတယ်။သူတို့မှာလိုအပ်တဲ့စာရွက်စာတမ်းတွေမရှိပေမဲ့ဒီလူတွေဟာပြိပခါတွေစစ်ပွဲတွေနဲ့ပြည်နေတဲ့နိုင်ငံကလာကြတာပါ။ဒါကြောင့်ဂယုနာစိတ်နဲ့စာနာစိတ်နဲ့ကျွန်တော်တို့သူတို့ကိုလက်ခံရပါမယ်လို့တမရကပြောပါတယ်။လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းအသီးသီးကတော့နေထိုင်စရာနဲ့အထောက်အပံ့တွေပေးခဲ့ကြပြီးတော့အဖွဲ့ဝင်130ဦးကိုနိုင်ငံတည်းဝင်ခွင့်ပြုခဲ့တယ်လို့ကျန်တဲ့23ဦးကတော့တခြားနေရာတွေကိုထွက်ခွာသွားခဲ့ကြတာပါ။ ူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေကြည့်ရင်ပထမဆုံးအနေနဲ့လူတွေရဲ့လူရဲချက်တွေကိုအကဲဖြတ်ရမှာပါတချို့ကတော့ကျမ်းမာရေးအခြေအနေအင်မတန်ဆိုးရွားနေပြီးတော့တချို့ကတော့စီးကူးသမှုလိုအပ်နေပါတယ်လို့ social interfacer မှဦးဆောင်သူကပြောခဲ့ပါတယ် Israel အာဏာပိုင်တွေကတော့ဒီပါလက်စတိုင်းတွေဟာသူတို့ကိုလက်ခံဖို့တတိယနိုင်ငံတစ်ခုရဲ့ခွင့်ပြုချက်ရပြီးတဲ့နောက်ထွက်ခွာခဲ့ကြတာလို့ဆိုပါတယ်အဲ့ဒီနိုင်ငံရဲ့နာမည်ကိုတော့အာဏာပိုင်တွေကထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူးခင်ဗျာ has denied that.